ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာမင်းသားရဲ့ YouTube channel လေးကနေစေဝင်စားပွဲတတိတံဝေကရပွဲအောင်ဖြစ်ရမဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့ချိန်ခါ ကြာရောက်လို့လာခဲ့ပြန်ပါပြီဒီနေ့တင်ဆက်ပေးမယ်မိမတယောက်အတွက်နဲ့မိဘနဲ့သာသမီမာနာချင်းစစ်ခင်းလို့အပြိုင်ကြရဝဲလို့မိရတဲ့စေဝင်စားပွဲတတိတံဝေကရပွဲအောင် ဖြည့်မဇလန်ကောင်းလေးကိုတင်ဆက်ပြီးမှဖြစ်လို့ခန့်သောနှားစဉ်အောင်ပေးကြပါအောင်ခင်ဗျာဆူတောင်းနေပြည်စီခြင်းဒီငယ်စဉ်ကကိုကိုကလူွှဲ့လူနောက်ပျော့ပျော့နေတဲ့သူ လူမှုရေးအလွင်တရာနားလေလက်ရော့တဲ့သူကြောင်ပါလေတငယ်ချင်းပေါင်းသင်းများလေးအလုံးကသူ့ကိုချစ်ကြပါလေရက်ွက်ထဲပါလေလူချစ်လူခင်ပေါ်လေဘယ်သူကမဆိုကုညီတတ်တဲ့ ၎င်းပြောရင်လည်းနုနုညံ့ညံ့တိမ်တိမ်မွေးမွေးဒီနေ့ကိုကိုကိုတိမြင်ဆက်ဆံသူများကအထက်ပါကိုကိုရဲ့အကြောင်းကိုယုံကြည်ကြလေမှာမဟုတ်ယခုကိုကိုရဲ့ပုံစံကပုံတည်တည်တူတဲ့အနေများတွေအရေပြုတ်ပါရှာတယ်ဘယ်သူနဲ့မှအကြောင်းမဲ့စကားကိုမဆို၎င်းပြောရင်လည်းလူရင်းတူရှင်တို့တို့အိုးပေါင်း၎င်းရဲ့ပရိယမရှိဘယ်သူရဲ့အကြောင်းကိစ္စကိုမှတာဝန်မယူကိုကြီးရိုင်းပင်းစိတ် နေသွားကြရပါပြီလုံးဝကိုခြားနာသွားတယ်ဤကဲ့သို့ဖြစ်ရခြင်းရဲ့အကြောင်းရင်းရှိပါတယ်ကိုကိုပွေးရတဲ့နေ့ကိုကိုကရေတပ်ဖွဲ့မှာအရာရှိငယ်တင်တန်းကိုရောက်ထားပါတယ်ငယ်စဉ်ကတည်းကစုံတော်ဝတ္ထုကိုနှစ်သက်တယ်လူဝတ်တဲ့ဘူဇလန်းမြောက်ကိုစိတ်ဝင်စားတယ်အထူးသဖြင့်ရေလုံငန်းဘက်မှာဝါသနာထုံပါတယ်သူစဉ်ကညီညီကတတိယနှစ်ကျောင်းသား အပေမေကိုကိုညီညီလေးဦးသာရှိသောမိသားစု မနေ့ကမှ တီတီတယောက်တူလာခဲ့တယ်။တီတီဆိုတာကအမေရဲ့ညီမဝမ်းဝေးကျွန်တော်တို့နဲ့အတော်တော်ဆက်ပါတယ်။အတော်ဖြစ်တော့လေအသက်ရွယ်ကမကွာလာပါကိုကိုထက်အသက်၅နှစ်သားကြီးတယ်။ညီကြီးထက်9နှစ်ကြီးပါတယ်။တီတီကလာတယ်။ဒါကြောင့်ရက်ွက်ထက်ကလူမျိုးများကကြိုက်နှစ်သက်ကြတယ်။ ခြေဆိုသူကန့်လန့်သူတို့ပေါ်များပါလေသို့တော့တိတိကလက်ခံတယ်လို့မကြရအောင်တိတိကအနေတိုင်းတိကြီးသိမ့်မွေးတယ်သို့တဲ့အောင်ဟောရန်ရန်နေသူတို့ကမထီလေးစားဆက်ဆံကြပါလေဒီချိန်မှာတိတိခြေဆိုသူတို့ရဲ့နှောက်ရမှုကိုကြောင်းရတယ်ပြည့်ကျင်တော့ညီညီနဲ့ပပင်တူပါလေညီညီနဲ့ထို့သူခိုက်ရန်ဖြစ်ပေါ်တဲ့တဲ့င်းကိုကြတဲ့ဖြင့်ကိုကိုရောက်လာခဲ့တယ် ထွက်သူထွက်ပြေးတဲ့ဒုတ်ရိုက်ချက်ကြောင့်ကိုကိုရဲ့လက်မရောင်ရမ်းသွားပါလေအမေမသိအောင်ကြိတ်ပြီးတော့စေလင်ပေးတယ်အထူးသဖြင့်တိတိကပြူစုတယ်ကိုကိုရဲ့လက်မကိုပုပ်ပွတ်တက်တက်လိမ့်ပေးနေတော့တိတိနဲ့ကိုကိုကိုကြည်နေစဉ်မောင်းတခုခုထူဆန်နေသလိုလိုထင်ထားတဲ့အတိုင်းပဲကိုကိုနဲ့တိတိတို့ရဲ့ဆက်ဆံရေးကထူကြခဲ့တယ်ညီကြီးတယောက်သာသိနေတဲ့အနေထားညီကြီးကလည်းစိတ်ထဲကကျင်းနေပါတယ် ကိုကိုနဲ့ဒီဒီလိုက်ဖက်တယ်လို့ထင်နေသဘောတူတယ်ကိုကိုမောင်အချစ်ရဲ့စွမ်းအားတတ်တယ်ရှိတယ်ဘယ်သူကမှဂယုမဆိုင်တော်တော်ဒီဒီကတော့မဝင်မရင်အထူးသဖြင့်ကျွန်တော်တို့ရဲ့အမေဒီဒီရဲ့အမကိုကြောက်ပါတယ်တနေ့နေ့တစ်ချိန်ချိန်မောင်တကိစ္စပေါ်သွားမှာအသေးချောင်းမြည်ခဲ့သူကြာရှည်ထင်းသိမ်းလှုပ်ဝှထလို့ရနိုင်အန်နီတို့ကောင်မြည်ခဲ့သူဖြစ်လာမယ်မသိစိတ်ထဲမှာတော့တထင်ထင်း ထိုနေ့ကိုရောက်ရှိခဲ့ပြီးညီညီအိမ်မှာမရှိပါလက်ငယ်ချင်းရဲ့အိမ်ကိုစားသွားကုနေစမောင်းကိုကိုနဲ့ဒီဒီကို အခန်းထဲမှာ အမေကတွေ့သွားပါတယ်အမေကဒီဒီကိုဆွဲပြီးတော့ခေါ်တယ်ကိုကိုကလွတ်မပေးပါဖတ်ထားတယ်အမေကပို့ပြီးစိတ်ဆိုးတယ်အားဆိုင်ပြီးတော့ဆွဲခေါ်တယ်ဒီဘွဲမှာ အဖေကဝင်ပြီးတော့မကူအမေနဲ့ကိုကိုတို့ရဲ့မနာခြင်းအပြိုင်ပွဲကိုကိုကတိတိကိုတားချစ်တယ် သားတို့ကိုမခွဲပါနဲ့အမေရောထုတ်ခဲ့သူတောင်းပန်ပါတယ်အမေကမရပါ အတင်းအဓမ္မဆွဲခေါ်တယ်အဲ့ဒီနေမှာပဲတိတိကိုရွာကိုပြန်ပို့ရန်တို့ဆီစဉ်နေညီညီပြန်ရောက်တဲ့ခါမှပွဲကပြီးသွားပြီကိုကိုအန်ကိုတင်းတင်းကြိတ်ထားပါတယ်ပါပြန်ပါလေမျက်ရည်စီးကြောင်းတို့ကထင်နေပါတယ်ထိုစဉ်က ကိုကိုရဲ့မျက်လုံးမြတ်ကအလွန်ကိုမာကျော်အိဆက်လိုနေပါတယ်တစ်ဖက်ကအမီ ကျန်တဲ့တစ်ဖက်ကကိုကိုဘသူ့ဘက်ကမှမလိုက်နိုင်ပါကလေးပြီပြီကြည်နေရပါလိမ့်နောက်နေ့မှကိုကိုအိမ်ကထွက်သွားတယ်ဒီတီရှိရဒေသကိုသွားမယ်လို့ထင်နေအမေကကိုကိုကိုလိုက်ပြီးတော့မရှောင်လွှတ်ထားတယ်မိတိစကားမှလည်းမပြောသုံးရက်ခန့်ကြာတဲ့ခါမှကိုကိုပြန်ရောက်လာပါတယ်ကိုကိုကလည်းမိတိစကားမှမပြောအမေကိုစိတ်ဆိုးစိတ်ကောင်းနေလားလို့တွေးတယ်မဟုတ် အမေကို ကိုကိုဇကာမပြောတော့ပါတို့တော့မေးရင်တော့ပြောပါလိမ့်အပူလို့မပေါဒုံရီတီအမင်းနဲ့ကိုကိုစိတ်သွားတယ်လို့တတိထားမိတယ်မကြခင် ကိုကိုရဲတင်တန်းတခွင်ရပါတယ်ကိုကိုမိဘများကိုဝိကျေတန်းကြီးကြတော့တယ်တစ်တာနဲ့အေးရလေးကို ယူလို့ထွက်သွားတော့ကိုမှတ်မိနေပါတယ်ညီကြီးကိုတော့နှုတ်မဆက်ခဲ့ပါအဲဒီနေ့ကစပြီးကိုကိုနဲ့မတွေ့ရတော့တင်နှမ်းပြီးတယ်လို့ကြားပါတယ် ဝိလံတော်ဒေသတခုကိုကိုတိုင်စံတော်ပြုချက်ရောက်တောင်းဝင်ကြတယ်လို့သိရတယ်။တင်နာပြီးဆုံးပြီးရရှိတဲ့ခွင့်ရက်ကို မခံသောတောင်းဝင်ကြရောက်ကိုတည့်ရဲသွားရောက်တည်င်းပို့တယ်လို့ဆိုတယ်။ကိုကိုကပြတ်သွားတဲ့ခါမှောင်းအမိကမျက်ရည်ကြာရှာတယ်။သို့တော့နှုတ်ကထုံမပြောပါ အမိမောင်မှန်တာတခွဲတော့ကိုကိုကလည်းအမိတူတော့ညီညီပွဲရပါလေတမတော်ဘုသင်တန်းကျောင်းကိုတက်ခွင့်ရတယ်။ ထုတ်ကလာများမှလည်းကိုကိုနဲ့အဆက်အသွယ်ပြတ်တောင်းနေစေတီတီကိုအိမ်အောင်ချပြန်စီစဉ်ကြရလို့တတင်ရပါတယ်တော့တီတီကလက်မခံလီလာရှင်ဝတ်မယ်လို့ဆိုတယ်မိဘများထံကိုခွန်တောင်းနေမိဘများကအိမ်အောင်မပြူခြင်းကိုခွန့်လွှဲလိုက်ရောတယ်လီလာရှင်ဝတ်ခြင်းကိုတော့တောင်းပန်တားမြစ်ကြပါတယ်ကိုကိုနဲ့တီတီကြောင့်ကိုစဉ်းစားမိတိုင်းရင်ထဲမှာတင့်ကြလာခဲ့တယ်ဒီဘွဲမှာဘယ်သူကမှန်နေဘယ်သူကမှားရွံ့နေဆိုတော့ကို ဝေဘာဆုံးဖြတ်ပိုင်ခွင့်မရှိခဲ့တဲ့သူကညီ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 တင်နှံပြီလို့တော်ဝင်ထမ်းဆောင်နေထူချင်းတိကိုကိုတင်ပြီပါမြောက်အဆက်အသွယ်မရသေးပါ အမေကမာနောက်ကိုလျှော့ချလာတယ်။ဒါကြီးကိုမြင်တွေ့လို့ကြောင့်တန်တာစကားဆိုလာတယ်။ဒါကြောင့်ညီညီစူးစမ်းရပါတယ်။ကိုကိုတော်ဝင်ကြရတဲ့တောက်မှရှိတဲ့တည်ရင်တဖွဲ့နဲ့ချိတ်ဆက်တယ်။စုံစမ်းမင်းမြန်အကူညီတောင်းရတယ်။ကိုကိုကဒီကာလတွင်တခြားကိုပြောင်းသွားသည်မှာ ၃နေရာခန့်ရှိတယ်။တတင်းရဆက်ပြီးတော့လိုက်လာခြင်းဖြင့်ခြေရခံမိတယ်။ညီညီနဲ့တနတ်ဘောတငယ်ချင်းတယောက်နဲ့ဆက်မိတယ်။သူကကုညီစုံစမ်းပေးပါတယ်။မောင်ရင်ရဲ့အကူကရဲတပ်ဖွဲ့မှာနာမည်ကြီးပဲ။မိလိုက်တာနဲ့တန်းပြီးတော့သိကြတယ်။သူကမိုက်ခဲလို့ခေါ်ကြတာပဲ။ဒီလိုလူမျိုးကတက်မတော်မှာရှိတဲ့နော်။တကယ့်ဖိုက်တာမို့ကွာ။တငယ်ချင်းကကိုကိုရဲ့ခုံကို ဖောက်ထုတ်ချီကျူနေပါတယ်။တော်တယ်အောင် မိမိကဘာကိုဆိုလိုနေမှမသိဒီနေမှာတောင်းကျမ်းသူတွေပေါ်တယ်ရဲတဲ့ဖွဲ့ကလည်းတောင်းကျမ်းသူနဲ့တွေ့ရင်ရှောင်လွှဲလို့မရဘူးတိုက်ခိုက်ရတယ်တချိန်တော့မောင်ရင်ကိုဥတဲ့အောင်ခေါင်းဆောင်တဲ့ရဲဖွဲ့ကရော်ဒီရော်ကိုဝင်းနေအဲဒီရောမှာကြိုတင်ခိုးလုံနေတဲ့တပုံတယောက်ကဘုံတော်ကြီးကြောင့်လည်းကအုတ်ကအဆောင်ထဲမှာအခိုင်အခန့်အကောက်ဝဲယူပြီးပုံအောင်နေတယ်ရွာသတင်းမိကတိတိကျကျပြောတာတပုံမှာတနက်အရှိတလက် တူတလက်ပါတယ်ဦးတိုင်အောင်ကသူ့လူတွေကိုကာပြီးတော့ပြစ်ခိုင်းတယ်သူကတော့ခတ်တီတီပဲအဲ့ဒီအဆောင်ဘက်ကိုလမ်းလျှောက်သွားတယ်အကာအကွယ်မဲတဲ့အဲ့ဒီအကာအကွယ်မဲတဲ့တကွင်းထဲမှာအေးစေးစေးပဲသူကတဘုံကလှမ်းပြစ်တယ်သူကမထီဘူးတဘုံသွေးလန်လာတယ်နောက်ဆုံးမှသူဝင်ပြီးတော့ကြမ်းတော့တာပဲတဘုံရဲ့ခြေတော်ကိုကြည့်ထီတယ်အဖမ်းခံတယ်တနယ်လုံးနာမည်ကြီးသွားတာကဦးတိုင်အောင်ကတနက်ပြီးတယ်တဲ့ဖျားဖျား ဒီလိုစကားမျိုးယုံပွဲမရှိကိုကိုတနက်ပြီးတဲ့ဆိုခြင်းမှမဖြစ်နိုင်တကယ်ချင်းကအာရပါရပြောနေပါလိမ့်ညီကြီးကရင်တထိတ်ထိတ်နားထောင်နေတယ်စကားပြောခွက်ကိုကင်ထားတဲ့လက်များကချွေးတို့နဲ့စိတ်ကလေးနေရတယ်ကိုကိုဘက်ကြောင့်ဤကဲ့သို့ပြုမှုရပါတလေတိုက်ပွဲကနီလမကြောင်းမယူရဲဆန်လွင်နေကိစ္စကပြီးခဲ့ပြီဆိုတော့လေယခုမှကြာတာနဲ့ပင်ရင်တုံရပါလိမ့်ကိုကိုရဲ့တဲ့င်းက တခြားနည်းနဲ့လည်းစုစုပေါင်းပေါင်းကြာရပါသေးတယ်။ရဲလုပ်ငန်းဖြစ်သောလောင်ကစားဝိုင်းဖန့်တဲ့ကိစ္စတခုတူတူနဲ့သွားတယ်။လောင်ကစားဝိုင်းကို ဝင်ပြီးတော့ဖန့်တယ်။ဒိုင်အင်ကငွေသားနဲ့လက်ထိုးတယ်။သူကငွေကိုလည်းယူတယ်။လူကိုလည်းဖန့်တယ်။တရားရုံးမှာလက်ထိုးသောငွေရဲ့တဝက်ကိုသက်သေးပြုလို့ထပ်မံတရားဆွဲဆိုပါတယ်။တရားခန်းကဗခန်းချင်းစိတ်နဲ့သူလက်ထိုးတဲ့ငွေက တလောက်မကပါဘူးလို့ထွက်ဆိုလေအဲဒီခါသူကဗမာမခန့်ရီးပြီးတော့ငွေအလုံးကို ထုတ်ပြတရားဆွဲတယ်တရားခံအလိုလျောက်ဝန်ခံစီတော့နီးတယ်လို့သူကကြွေကြော်ပါတယ်ဒီလောက်ရကလည်းလုံနီးစနစ်မဟုတ်သူရဲ့ကောင်းဝါဒဆံပါတယ်အန်တရေများတယ်ကိုကိုရဲ့လောက်ရများကရိုးရိုးသားသားမဖြစ်နိုင် သူကိုယ်တိုင်ကဇွဝင်ဇွတို့လုံနေပါတယ်ကြောက်စိတ်လန်းစိတ်နည်းနည်းလေးမြတ်ထားတော့တဲ့သဘော ဖြစ်ခြင်းအဖြစ်စင်ချင်းညက်နဲ့မချင်းချင်းဘိုးဗလဟောင်းမိကိုတမင်တိုးဝင်နေတာလားတဝင်ရရေကုန်ကိုခစ်တော့ရောက်ခဲ့ကိုကိုရဲ့အနေထားကိုအဖေနဲ့မိကိုပြောပြသွားတယ်အမိကတော့ညှို့ညိုငယ်ငယ်အဖေကတော့အဝေးကိုငေးနေပါတယ်ကိုကအရည်ကိုဇွေတိုးသလိုဖြစ်နေတာဒီမထူးနေမထူးစိတ်မျိုး အမိထံမှရှိုက်တန်တစ်ချက်ထွက်လာပါတယ် ตาจีก็อเมโกใส่กောက်နေดล่ะอายุกู้နေดล่ะไม่ติบูดีโหลแล้วไม่ผิดไหนบูตูผิดจริงแล้วไม่ผิดอะไรบัวมองโลกนั้นก็ผิดจริงแล้วผิดเสียรอสุดะใส่မျိုးอเมโกใส่ซูใส่กောက်ดาไม่หอบูตะโลกาลงก็อายุได้ขึ้นน่ะลูกต้าทินน่ะเวตาเยอเมโดบลูลงจ่ายกောက်มะเลยตากูกูเนี่ยสกาပြောจีบ่าวมั้ยกูกูกูဖုန်းเนี่ยสกาပြောกันไม่อ่ะ ကိုကိုရှောင်နေပါလေလူချင်းတွေ့ရန်ကလည်းတော်ဝင်ကရှိသေးတယ်ခွင့်ရမညီကိုနှစ်ယောက်စုံတော့မယ်လို့သုံးဖြတ်ပါလေထိုကာလတွင် အမေဆုံးနေကိုကိုထံကိုအကြောင်းကြားတော့လေကိုကိုမလာပါနောက်ထပ်6လမှ အဖေဆုံးနေကိုကိုမလာပါညီကြီးတို့ခုခုဖြစ်ရင်လေကိုကိုလာမှာမထင်ကိုကိုကပြတ်သားလွန်ပါလေမပြတ်သားသူမှသာစိတ်နာတယ်လို့လို့အတွေ့အများဖြစ်နေရပါလေ တိတိဆိုသောမိမတယောက်ကြောင့်ကိုကိုဟောင်းအဖေကိုသော၎င်းအမေကိုသော၎င်းအဆက်အသွယ်ဖြစ်ခဲ့သည်မောင်ကိုကိုဘက်ကမှန်ကန်ပါ၏လားတရားမြတ်တာပါ၏လားမိသားမိရည်ဖြစ်မဲ့သူကမဖြစ်ပါကာလာရန်တရားကြီးကစေစုနဲ့သုံးစုကိုကြော်ဖြတ်သွားပါပြီ ထိုချိန်မှာကျွန်တော်ဒီပင်လျင်မြင့်မြင့်မောင်မောင်တာဝန်တစ်ခုကိုထမ်းဆောင်နေရပါပြီပိသားစုနဲ့အတူရန်ကုန်မှာအခြေချတယ်နောက်တဲ့ ့6လတာကာလဟာအနာယူရမဲ့တတန်ထိုနေ့ကရုံးငန်းမှာအလုံးမစခင် ဖုန်တစ်ခုဝင်လာပါတယ်ပုံမှုကြီးရဲ့ဆွေမျိုးလို့ပြောပါတယ်ကျမရဲ့တတင်းတစ်ခုပို့စီရရှိတယ်လို့လည်းဆိုပါတယ်ပုံလွှတ်ပေးခွင့်ပြုပါကောင်းပါပြီဟုတ်ကဲ့အမင်းရှိပါမူကောမှာဆရာလေးဒေါခင်မှာအသေးတန်ဖြစ်နေလို့အကြောင်းကြားခိုင်းလို့ပါခင်ဗျာ လူနာမည်ကဒေါခင်လေးနွယ်ပါအခုဖုံးဆက်တာဘယ်သူလဲ ဒေါကင်လင်းရရဲ့တူပါမောင်တန်းလို့ခေါ်ပါလေကောင်းပါပြီကြိုးစားကြည့်ပါမယ်ဒေါကင်လင်းရဆိုဒီမောင်တီတီကိုကိုချစ်တော်တီတီကိုကိုပဲရောက်နေတလေတီတီရဲ့နောက်ဆုံးချင်းကိုကိုကိုမျက်နှာလွှဲနေဦးမယ်လို့စိတ်ကထင်နေပါလေတီတီကိုကျွန်တော်လဲခင်ပါလေတီတီထံကိုတော့ရောက်ရမယ်သူမောင်ကျွန်တော်မှတပောင်းတခြားဘယ်သူ ရှိနိုင်ပါဦးမလဲမဟုတ်ကုန်းစည်းရုံကိုတံမောင်းလိုက်တယ် ီလန့်က9နာရီခရင်လိုက်ပါလာတဲ့တပည့်ကကံမောင်ကြွင်ကျင်ပါလေစိတ်ချက်လက်ချောင်းအိပ်ပြီးတော့လိုက်လာရမှု မပင်ပန်းပါစေယုံတွင်ကိုဝင်လိုက်တာနဲ့လူငယ်တယောက်က စီကြိုလာပါလေဘုံမူကြီးအောင်မြင်သူပါလားခမညာမမြင်ဘူးသူမနာမည်ကိုမေးလျက်နှုတ်ဆက်တယ်ခေါင်းငိတ်ပြလိုက်ခြင်းဖြင့်သူကရှိကနေဦးဆောင်သွားတယ်သူရဲ့နောက်ကလိုက်ပါလာရင် အချင်းတွေကိုမေးရပါလေတက်တာရဲ့လား ။ဘာယောဂလို့ပြောတယ်လဲ။နှလုံးယောဂပါ။မတက်တာပါဘူးဘုံမကြီး။နေလားညာလားပဲဗျ။ကျွန်တော်ကိုရှင်ကိုတက်လိုက်တယ်။ရှေ့မှာသွားနေသူကိုလှမ်းခွလိုက်တယ်။လမ်းကိုလွှဲလိုက်တယ်။လိုက်ဖို့သူကိုလည်းဆွဲထားလိုက်ခြင်းနဲ့လူနာကရင်ပေါ်မှာဒီလရှင်ဆရာလေးတွေပါလဲလျောင်နေပါတယ်။မျက်စိကိုမိတ်ထားတယ်။အာယုံပြုလျက်လက်နှစ်ဖက်ကရှ िख ိုးနေတဲ့ဟာ။ကရင်ကောင်းရင်မှာယဟန်တပေါ မတ်ရလျက်ပဋ္ဌတရာတကိုရွဖတ်ပေးနေပါလေခလန်လက်ပေါင်းလူနာရှင်မြောင်းဝဲဟုံကြည့်ရှုနေကြလေအသက်ရွယ်ရရင်ရောကုန်တော်လေမတွေ့ရသည်မောင်းကြံ့မြင့်ခဲ့ပြီဆိုတော့လေကိုကိုကိုမှတ်မိတယ်တိတိကိုလည်းသိပါတယ်ဒီမြင့်ဝင်လေးကကျင်းဦးအေဂျင့်နေတရားရိပ်မောင်းဒုနဲ့ဒုဖိမနေကြသူနုသူတို့စင်တစ်ပါးကိုဒီတိုင်းလေးလွှတ်ထားလိုက်ချင်ပါတယ် အနောက်ချက်မပေးလို့နောက်ဆုံးချိန်ကိုတက်ဖို့ရှိရှိ နေစီလိုပါလိမ့်အဲ့ဒီညနေမှာပဲဆရာလေးတော်ခင်မဆုံပါလိမ့်သူရတူ တူမမြောင်ပူပူဆွေဆွေငိုကြတယ်အာတုဘကိစ္စဆောင်ရွက်သူတို့အလုရှုပ်ကြပါလိမ့်ဆရာလေးရဲ့ဝင်သက်ထွက်သက်ရနာသွားတဲ့ချိန်မှာယဟန်တော်ကတင်းငယ်အေဂျင်တော်ချိလန့်မြတ်နဲ့ပြန်ကြွသွားပါလိမ့်ထိုယဟန်တော်ရဲ့နောက်မှာ ျွန်တော်ပြေးလိုက်သွားတယ်။စေယုံဝါမှာဆုံးနေ။ဖုန်ဖေရရက်တော်မူပါအောင်ဖေရယေဟန်တော်ကရက်တော်မူတယ်။မျက်လောကိုအသာချထားပါတယ်။ဖုန်ဖေရတပည့်တော်ကအောင်မြင်သူပါဖေရ။သိပါတယ်တကဦးစင်သိပါတယ်။အခုဘဲကိုကြွတော်မူမှာပါလေဖေရ။ဖေစီဘေဝေမန်းမသိနိုင်သေးပါဘူးတက တပည့်တော်နဲ့တူကြွပါလို့ရှောက်ထားဖေရသေးဖေရ။ဒီခံပါတကား ကိုယ့်ရဲ့အစီအစဉ်တိုင်းတွားပြရစေပြောပြောဆိုဆိုယဟန်တော်ကြွားလန်းထွက်ခေါ်သွားပါလေအနည်းကိုမောင်တန်းရောက်လာတယ်သူ့ကိုစုံစမ်းမေးမြန်းမိတယ်ဒီကိုတော့ဘယ်တော့ကကြွားလာတာလဲပုံမူကြီးမရောက်ခင်လေးကပါဒီနေ့မှတခြင်းတစ်ခါမှမမြင်ဘူးပါဘူးမဖူးမြော်ဘူးတဲ့အာဂန်တို့ဖုန်းကြီးပါယဟန်ကြွားလာပြီးဆရာလေးရဲ့ဂရင်နာမှာရက်တော်မူတယ်ဆရာလေးကလည်းလက်အိုလေးချင်းမို့လို့ရှ िख ိုးတယ် အဲ့ဒီချိန်ကစပြီးပဋ္ဌာန်းတရားတော်မြတ်ကိုရွတ်ဖတ်တော်မူတော့တော့ဆရာလေးအနေစာရောက်တဲ့အထိပါပဲဘုံမကြီးဘုံကြီးကြွလာတာကိုဆရာလေးကသိနေတာပေါ့ဟုတ်ကဲ့သူတို့ချင်းသိနေတယ်လို့ပဲဒါမှမဟုတ်ပဋ္ဌာန်းဆက်ရှိနေတယ်လို့ပဲဘုံမကြီးနည်းနည်းထူဆန်နေပါလိမ့်ဘုံကြီးကမြည်သည့်အကြောင်းကြောင့်ကြွရောက်လာခဲ့ပါသလိမ့်ဘယ်သူကမိခဲ့သူအကြောင်းကြားခဲ့ပါသလိမ့်လူနာရှင်များကိုယ်တိုင်မဖူးမျောဘူးတော့ ယဟန်တော်သူကကိုကိုဥတိုက်တိုင်းအောင် တိုက်ဆိုင်နေလို့စူအမားကလည်းအခက်တော်ကျွန်တော်နဲ့တပည့်လေးဒေကုကန်တစ်ခုမှအနာယူကြပါလိမ့်နောက်နေ့မှကိုကိုနဲ့ညီညီရှင်ပြုခဲ့တော်ဘုန်းတော်ကြီးကြောင့်ကိုသွားလိမ့်ဆရာတော်ကိုဖူးလိမ့်လာရင်ကိစ္စကိုလျှောက်လိမ့်ဆရာတော်ကတည်ခြင်းတရားနဲ့ပတ်သက်လို့တရားစကားဟောကြပါလိမ့်စူးစူးဆိုက်ဆိုက် နာယုံမိလိမ့်ထို့တော့တိလာရှင်ဆရာလေးတို့ တိဆောက်လျက်ရှိသောအုတ်ကူကိုသွားရောက်ကြည့်ရှုသည်သုတ်တန်စီရဲ့ပုံမှောင်အဝါရောင်အစစ်တစ်ခုကိုလှမ်းမြင်ရပါသည်ယဟန်တော်တစ်ပါးရဲ့အသောဆောင်သင်္ကန်းတစ်စောင်းစီရဲ့နဲ့မလန်မကန်ပေါ်ဆက်လေးတွေအုတ်ကူတိဆောက်နေသောပယံစီယာမြောင်စုံစမ်းပြီးစနီးနာတဲ့ခါမှာအာဂန္တုကိုယ်တော်တစ်ပါးကိုမနက်ကကြိုးတို့ရောက်တော့ဖုတွေ့ရပါတယ်ညကလေးကရောက်ရှိပြီးတရားရှုမှတ်နေပုံရပါတယ်ကျွတ်တို့လည်း အလုတ်ကိုဆက်လုံးနေတော့ကိုတော့ဘယ်လိုကြွသွားတယ်တတိမထားလိုက်မိဘူးတူးဆက်နေလို့စိတ်ကထင်ပါတယ်အပြန်ခီကားပေါ်မှာတပည့်ကရှေ့ကမ်းမှာကားမောင်းနေပါတယ်ညီကြီးကနောက်ခန်းမှာကားပြေးလေးမှာအပြင်ကိုငေးကြည့်ရင် လိုက်ပါလာခဲ့တယ်အမေကကိုကိုကိုတိတ်တွေ့ကျင်တော့တွေ့မသွားရဘူးအဖေလည်းဒီလိုပဲဒီဒီကမသိခင်ကိုကိုကိုတွေ့ခွင့်ရသွားတော့တိတ်ကိုကန်ကောင်းတာပဲ ထိုစဉ်လမ်းပြီးမှရဟန်းတော်တစ်ပါးရဲ့ပုံရိပ်ကိုဖုတွေ့လဲရသလိုလိုတပည့်ကိုကောက်ရခိုင်းနေကာဘောကနေအောက်ကိုဆင်းနေဘေဘီပဝင်းချင်းကိုလှစ်ပက်အကဲခတ်တယ်မြည်သည့်ရာကိုမှမတွေ့ရညီညီလည်းကိုကိုကိုတွေ့ကြမှာသေးတယ်ညီညီရဲ့နောက်ဆုံးချိန်မှာလဲကိုကိုကြွရောက်တရားချင်းမျက်နှာမူပါညီညီတီတူဆူတောင်းမိပါတယ်စာရေးသူဟုတ်ကဲ့စာရေးသူဆရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်စေဝန်စားပွဲ ထူးခြားဆန်းခြင်းတတိတံဝေကရပ်ဝေရောဖီအမဇလန်ကောင်းလေးကိုမင်းသားကြီး channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပင်းနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတစ်ပုဒ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုဉာဏ်ရည်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နဲ့ပြီး comment မှာဝေယဆွေတွေညှင်းခုံသွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တကြောင်ချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီ စာဖတ်တော့ဝါသနာပါပြီမဲ့စာဖတ်ဖို့တော့အချိန်မပေးနိုင်အလုံးမားတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်မင်းသားကြီး channel လေးကနေထူးခြားဆန်းခြင်းလိုဝဆန်းခြင်းတရရင်ဘူးပရလောကခမရယမတန်မူခင်ဖြစ်ရမဇလန်ကောင်းမြတ်စွာကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ